မင်္ဂလာပါရှင်မန္တလေးခေတ်တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းဘက်မှာသတိပေးပြစ်ခတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စေအုပ်စုနှင့်ကရင်အမျိုးသားတမကလက်အောက်ခံတပ်များအကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေရမှာလက်နက်ကြီးများထိုင်းဘက်ခြမ်းသို့ကျရောက်လာသည်ဟုထိုင်းစစ်တပ်ဘက်မှအတည်ပြုခဲ့ပါတယ် နိုဝင်ဘာ27ရက်ည7:00နာရီခန့်တွင်အမျိုးအမည်မသိရသောလက်နက်ကြီးကြီးတောင်မဲဆောက်ခရိုင်အတွင်ကျေးရွာတရွာရှိဟင်းသီးဟင်းရွက်ဆိုင်ခင်းထဲခြောက်ရောက်လာပါသည်။ထိခိုက်ဒဏ်ရာရရှိမှုမရှိတော့လဲအိမ်နှင့်ကားတစ်စီးအနည်းငယ်ထိခိုက်ပျက်စီးသွားသည်ဟုသိရပါသည်။ထိုင်းဘက်မှအထုတ်ချအာနာကိုခောက်ဝဲရနှင့်ပြည်သူများဘေးကင်းလုံခြုံရေးကိုစိတ်ချရစေရန်အတွက်နှစ်ဖက်တီးတွဲမှုဆိုင်ရာစည်းမျဉ်းများနှင့်အညီထိုင်းစစ်တပ်က9မိနစ်အတွင်း120မမဖြစ်နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည့်ကြားရှိကွင်းပြင်သို့ချိန်ရွယ်ပြီးတရီပေးပစ်ခတ်ခဲ့သည်ဟုသိရပါသည်။ ထိုင်းစစ်တပ်ဘက်မှအခြေအနေများကိုမျက်ခြေမပြတ်ဆက်လက်စောင့်ကြည့်နေသည်ဟု Straight Time သတင်းတွင်ပါရှိခဲ့ပါသည်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင်လည်းစစ်အုပ်စုတပ်များနှင့် ARSA တို့ပူးပေါင်းပြီးအာရကတ်တပ်တော်နှင့်တိုက်ပွဲများဖြစ်ပွားနေ၍နယ်စပ်တလျှောက်မိုင်းပေါက်ကွဲမှုများလမ်းတွဲဝင်လာသောကြီးများပင်လယ်ပြင်တွင်ရေလုံသားများအဖမ်းခံရခြင်းများကြောက်လန့်တကြားထွက်ပြေးလာနေသောရိုဟင်ဂျာများတန်ရာရ၍ဆေးဝါးကုသရန်ရောက်လာသောလက်နက်ကိုင်များသည်နေစဉ်လိုဖြစ်ပွားနေသည့်ဘင်္ဂလားဒေ့ရှ်ဘက်မှတာဝန်ရှိသူများကပြောကြားလေသတင်းတွင်ပါရှိလာခဲ့ပါသည်။ ရောက်ရရှိ online ငွေလိမ်ကိုင်းများနှင့်ပတ်သက်၍ rider သတင်းဌာနမှသတင်းရင်းမြစ်နှစ်ခုအားကိုးကားဖော်ပြရာတွင်စေအုပ်စုဘက်မှတာဝန်ရှိသူများက BGF နှင့်တွေ့ဆုံပြီးအဆိုပါကိုင်းများကိုမဖြစ်မနေဖြိုခွဲရန်ပြောခဲ့သည်ဟုဆိုပါသည်။အမေရိကန်အဖွဲ့မှမိမိတို့ပိုင်နယ်အတွင်းဝင်ရောက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်လာမည်အရေးကိုအဖြစ်ခံ၍မဖြစ်ဟုစစ်ဘက်ရရှိများက BGF ကိုပြောခဲ့ပါသည်။မိမိတို့ပြဿနာကိုမိမိတို့ဖာသာဖြေရှင်းရမည်ဟုလည်းဆိုပါသည်။ ထိုအမိန်သည်၎င်းတို့ဆရာသမားဖြစ်သူမင်းအောင်လိုင်ထံမှညွှန်ကြားချက်ဖြစ်သည်ဟုနိုဝင်ဘာ16ရက်နေ့တွေ့ဆုံရာတွင်တတိပေးခဲ့ခြင်းဖြစ်ပါသည်။အွန်လိုင်းငွေလိမ်ကမ်းများကြောင့်နိုင်ငံတကာတွင်တိုင်းပြည်ဤခုံသိက္ခာအကြီးအကျယ်ထိခိုက်ခဲ့သည်ဟုဖန်အန်တွင်စစ်ဘက်အရာရှိများနှင့်တွေ့ဆုံရာတွင်ပြောခဲ့ပါသည်။၎င်းစကားကိုကြားရသူအပေါင်းအဖို့အခုမှအိယာကနိုးလာခြင်းပြလို့ဟုတွင်းတွင်ကြောင့်ကြီးလေးဖြစ်ပါတယ်ထိုစကားများမှလူများတစ်ဖက်နိုင်ငံသို့ထွက်ပြေးနေကြောင်း ထွက်ပြေးသူများကိုတပ်ဆိုင်ရာနိုင်ငံများမှလေယာဉ်နှင့်လွှတ်၍ခေါ်ထုတ်ကြနေအုပ်အော်တောင်းနှင်းဖြစ်နေကြချိန်တွင်စေအုပ်စုဘက်မှ၎င်းတို့နှင့်မဆိုင်သည့်အလားတုံ့တုံ့များမလုပ်ဖိအမေရိကန်မှ strike force ဖွဲ့လိုက်ပြီးဆိုသောသတင်းထွက်လာမှမင်းအောင်လိုက်သည်တမျောတော်ပါဖြင့်ရောက်လာပြီးနှိမ့်နှင်းရမည်ဟုပြောလာခြင်းဖြစ်ပါသည်။ရွေးကောက်ပွဲမှထိုင်ပြီးပြက်ပြက်သားသားနှိမ့်နှင်းရမည်ဟုလည်းပြောကြောင်းအဆိုပါသတင်းရင်းမြစ်ကပြောပါသည်။၎င်း၏လောက်ရကြောင်အဆိုပါရဇဝတ်ခိုင်းများနှင့်စစ်ဖက်ပါဝင်ဖက်သက်နေမှုအပေါ်နိုင်ငံတကာမှသံတရာများကြီးထွားလာခြင်းသည်လည်းဖြစ်ပါသည် နိုဝင်ဘာ22ရက်တွင်တော့စီအိုစု၏မီဒီယာများမှ BGF နှင့်ပူပေါင်းစစ်စီရေးတွင်အစာဦးပေါင်း180ကိုဖြိုဖျက်ခဲ့ပြီးနိုင်ငံသားသားတထောင်ကျော်ကိုထိမ့်သိမ်းခဲ့ကြောင်းကွန်ပျူတာအလုံးပေါင်း2653လုံးမိုဘိုင်းဖုန်း2150ကိုသိမ်းဆည်းရမိခဲ့သည်ဟုသတင်းထုတ်ပြန်ခဲ့ပါသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းများနှိမ်နေရေးကမ္ဘာလုံးဆိုင်ရာပနာမအစီအစဉ်၏အကြီးတန်းကျွမ်းကျင်သူဂျေဆင်တာဝါကအမေရိကန်၏အေဂျင်စီပေါင်းစုံပါဝင်သောလိမ်လည်မှုစင်တာထိုးစစ်ဆင်အဖွဲ့ Scan Center Strike ဖို့ဖွဲ့စည်းလိုက်ပြီးဟုကြေညာခြင်းသည်အခြေအနေကိုလုံးဝပြောင်းလဲပြည့်မြည်အရာ gain changer ဖြစ်သွားသည်ဟုလည်းပြောကြားခဲ့ပါသည် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံစလုံးကတွန်းတွန်းတိုက်တိုက်လှုပ်လာ၍ COSU နဲ့ PGF တို့အကြက်ရိုက်သွားခဲ့သည်ဟုလည်းဆိုပါတယ်။ယခုအခါနိုင်ငံတကာအတိုက်အဝန်မှအွန်လိုင်းငွေလိမ်ခိုင်းများသည်ကမ္ဘာ့လုံခြုံရေးကိုချိန်ချောက်လာနိုင်မှုအဖြစ်သဘောထားလာပြီးစူပေါင်းဖြည့်ရှင်းရန်ကြိုးပမ်းလာနေသည့်အဖြစ်ကို COSU မှတနည်းတခြားရှင်းလင်းစွာသဘောပေါက်လာနေသည်ဟုလည်းပြောခဲ့ပါတယ်။ဆက်လက်ပြီးကြံဖို့ဦးခင်ကြီးမဲဆွယ်ပွဲလာသူကျန်တောင်းပေးမယ်ပြောပြီး9000ပဲပေးဖို့တွားခဲ့သူတွေပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စစ်တပ်ပါတီဖြစ်တဲ့ပြည်တော်စုချန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီကနိုဝင်ဘာ19ရက်နေ့ကရန်ကုန်မြို့သူဝနမှာလုပ်ခဲ့တဲ့မဲဆွယ်ဟော်ပြောပွဲလာတဲ့သူတွေကိုကျန်းတောင်ပေးမယ်ဆိုပြီး9000ကျက်ပေးပေးတယ်လို့ပွဲကိုသွားရောက်သူတွေကပြောပါတယ်။အဆိုပါမဲဆွယ်ဟော်ပြောပွဲကိုကျက်ဖို့ကစီကားစင်ဖို့အတွက်ခရိုင်အလိုက်လူတွေကိုစုခိုင်းပြီး YPS ရှင်နေအကျိုးအဖို့ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ခရိုင်အလိုက်ပွဲလာတဲ့သူတွေကိုကြံခိုင်ရေးပါတီကတယောက်ကို2000ပေးမယ်လို့ရက်ွက်ထဲမှာပြောပြီးလူစုခေါ်ခဲ့တာလို့ဖွဲသွားခဲ့တဲ့သူအချို့ကပြောပါတယ် တ်စံလည်းမရဘူးသူတို့ကနှစ်တောင်းပေးမယ်ဆိုပြီးပြောတယ်ထမင်းလေးချွေးမယ်ပုံတကယ်တမ်းကျမပေးဘူးချွေးတာတော့မဖြစ်စလောက်လေခုနှစ်ထောင်ပဲပေးတယ်အဲ့ဒါတော့လိုက်တောင်းနေရတာတော်တော်နဲ့မပေးဘူးလို့ချမ်းဖွတ်ပါတီဥက္ကဋ္ဌဦးခင်ကြီးဟောပြောမဲဆွဲပွဲကိုတက်ရောက်သူတဦးကပြောပါတယ်ချမ်းဖွတ်ပါတီမဲဆွဲပွဲမှာပတ်စံပေးမယ်ဆိုပြီးလူစုခဲ့တာကြောင့်လူဦးရေတထောင်ခန့်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ဘွဲကိုစစ်တပ်နဲ့ရဲကလုံခြုံရေးအဖြစ်ယူထားပြီးတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။ အလားတူချက်ဖို့ပါတီအမတ်လောင်းဆိုသူတွေကလည်းစစ်တပ်ရွေးကောက်ပွဲအတွက်မဲဆွဲစည်းရုံးဟောပြောပွဲလာတဲ့သူတွေကိုပတ်စံတဲ့အခြေခံစားတောက်ကုန်တွေပေးမယ်ဆိုပြီးမပေးခဲ့တာတွေရှိနေတယ်လို့လည်းဖြီသူအချို့ကပြောပါတယ်စစ်တပ်ကလုံးမယ်ဆိုတဲ့ရွေးကောက်ပွဲကိုစစ်တပ်နဲ့နှိစက်တဲ့စစ်တပ်ကိုထောက်ခံတဲ့ပါတီအများစုရှင်ပြိုင်ကြတဲ့အထက်မှာအာနာသိန်းစစ်တပ်ကဗိုလ်ချုပ်တွေအရက်ဖတ်ပြောင်းပြီးချက်ဖို့ပါတီကနေရှင်ပြိုင်ကြတာဖြစ်ပါတယ်အာနာသိန်းစစ်အုပ်စုကရွေးကောက်ပွဲကိုသူတို့စိတ်တိုင်းကျပြင်ဆင်ပြီးမှလှုပ်ဖို့စီစဉ်နေတာဖြစ်ပါတယ် ကြောင့်တော်လှန်ရေးအင်အားစုတွေနဲ့မြန်မာဒီမိုကရေစီအရေးအားပေးတဲ့နိုင်ငံအများစုကစစ်တပ်ရွေးကောက်ပွဲကိုအတိမတ်မပြုဘဲကန့်ကွက်ထားကြပါတယ်။ဆက်လက်ပြီးမန္တလေးမြင်းချက်နဲ့ကမ်းမလူမျိုးတို့တွေလူငယ်30ထက်မနည်းပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုရန်တင်နန်းချောင်းအဖို့ခံရလူငယ်များကိုပြန်လွတ်ပေးမည်ဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများနဲ့အကြီးအကျယ်ဖြစ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မန္တလေးမြင်းချံကံပလူမျိုးတို့တွင်လူငယ်30ထက်မနည်းပေါ်တာဆွဲဖန်စီခံရပြီးစင်မူရန်တင်နန်းချအဖို့ခလရကြောင်းရှင်တော်ဖန်စီခံလူငယ်များကိုပြန်လွတ်ပေးမည်ဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများလည်းအကြီးအကျယ်ဖြစ်ပေါ်နေကြောင်းဖန်စီခံလူငယ်များ၏မိသားစုဝင်များနှင့်ဒေသတရင်ချင်းမြက်ကတရင်ဌာနကိုပြောပါရယ်နိုဝင်ဘာလ19ရက်နေ့ည8:00နာရီခန့်အချိန်မန္တလေးတိုင်းမန္တလေးမြို့တတားဦးလန်းစုံတွင်အလုံးမပြန်လာသည့်လူငယ်လေးဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖန်စီခဲ့ကြောင်း စစ်မှုရဲအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်လေးဦးမှာအသက်20ဝန်းကျင်ရှိပြီးမိသားစုများနဲ့ဖမ်းဆီးခံလူငယ်များအဆက်အသွယ်ပြတ်တောက်နေကြောင်းဒေတာတရင်ရင်းမြစ် Voice of Mandalay မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ်စစ်ခွေးဖမ်းဆီးသွားတဲ့လူငယ်လေးဦးကိုစစ်ခွေးတွေကမှန်လုံကားအဖြူနဲ့ဖမ်းသွားတယ်ပြောတယ်စစ်ခွေးတွေဖမ်းဆီးသွားတဲ့လူငယ်တွေအသက်တွေက20ကျော်လေးတွေပဲဟု Voice of Mandalay မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်ထို့သူမန္တလေးတိုင်းမြင်းချမ်းမြို့ပေါ်ရှိရုပ်ွက်များတွင်လေစစ်တပ်က၂ရက်ဆက်တိုက်လူငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တို့တွင်မြင်းချံမြို့ပေါ်ရှိရက်ွက်ထဲကိုဖွင့်ရောက်ပြီးလူငယ်6ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။စစ်ခွေးတွေကဖွင့်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတာ2ရက်ဆက်တိုက်မှာရက်ွက်ထဲကလူငယ်6ဦးလောက်ပါသွားတယ်ဟုဒေသတရေရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အလားတူစကိုင်းတိုင်းကမ်းဘလူမျိုးတွေရှိအကြံဖက်စစ်ကောင်စီအထိုင်စခန်းများတွင်ပေါ်တာဆွဲဖမ်းဆီးခံရသည့် လူငယ်များ၏မိသားစုများထံသို့အကြံဖတ်စစ်သားများနှင့်ပြူစောတီခေါင်းဆောင်တို့ကလွှတ်ပေးမည်ဟုပြော၍ငွေလိန်တောင်းခံနေကြောင်းကျွန်းလကံမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံမလူခရိုင်မှတာဝန်ရှိသူကတည်င်းဌာနကိုပြောကြားပါသည်။နိုဝင်ဘာလ23ရက်နေ့ပေါ်တာဆွဲဖမ်းဆီးခံရမှထွက်ပြေးလွတ်မြောက်လာသည့်လူငယ်၏မိသားစုဝင်ထံသို့လည်းအကြံဖတ်စစ်တပ်ကဆက်သွယ်၍ငွေတေးတောင်းခံခဲ့၍မိသားစုဝင်များကငွေ9သိန်းပို့ခဲ့တော်လဲပြန်လွှတ်ပေးခြင်းမရှိဘဲကိုယ်တိုင်ထွက်ပြေးခဲ့ရကြောင်းသိရပါသည်။ ထို့ပြင်ကျွန်းလာမျိုးအဝင်အချုပ်ခန်းတွင်ဖမ်းဆီးခံရရမှာလူမြောက်ထွက်ပြေးလာသည့်လူငယ်ဤမိသားစုဝင်များထံမှလည်းငွေချေးလိမ်နဲ့တောင်းခံ၍မိသားစုကငွေသိန်း30နီးပါးစစ်တပ်နဲ့ပြူစောတီထံသို့လွှဲပေးခဲ့ရကြောင်းထွက်ပြေးလူမြောက်လာသောလူငယ်တအုပ်ကပြောဆိုပါတယ်။ရှေ့တန်းမလိုက်ရဘူးရွှေဘိုအချုပ်ထောင်မှာရှိတယ်။လွတ်စေခြင်းရေငွေလွဲဆိုလို့လွှဲပေးရတာစုစုပေါင်း30ရှိပါတယ်။ ကျွန်တော်တို့ကိုဖမ်းထားတာသူတို့ပဲရှိတာမှတ်ပုံတင်တဲ့ဖုန်းကအစားသူတို့သိမ်းထားတာဆိုတော့မိသားစုဖုန်းနံပါတ်တွေယူပြီးဆက်သွယ်ငွေညစ်တာတွေကိုအစီအစဉ်တကျလောက်တာလို့ထင်တာပဲကျွန်တော်တို့လည်းအိမ်ကလှမ်းပြောလို့သာတည်ရတာမလွတ်တဲ့သူတွေရဲ့မိသားစုဝင်တိုင်းလေကျွန်တော်တို့မိသားစုတွေလို့ငွေညစ်ခံရမှတည်ကြတယ် မိသားစုဝင်တွေကတော့ဖို့မရဓမ္မအစုံမိအေးနှခါနာဖြစ်တာပေါ်ပြဟုပေါ်တာဆွဲဖန်းစီခံရပြီးကျွန်းလာမျိုးအဝင်းအချုပ်ခမ်းမှထွက်ပြေးလွမြောက်လာသည်လူငယ်တအူးကပြောဆိုပါရယ်အကျန်းဖတ်စစ်တပ်သည်ကံမလူနယ်အတွင်းရွှေဘုံမြကြီးနာဖြူဟာလန်ကျော်ရှိဖြတ်တန်းသွားလာသူမှန်သမျှကိုပေါ်တာဆွဲဖန်းစီနေခြင်းဖြစ်ပြီးဖန်းစီခံရသူများ၏ဖုံးများမှတဆင်မိသားစုဝင်များထံဆက်သွယ်ငွေညှစ်နေခြင်းဖြစ်ပါရယ် ထို့ကြောင့်ပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီးများအလို့ကြောင့်တောင်းခံလာသည့်ငွေကြေးများကိုယုံကြည်ကိုးစား၍လွှဲမပေးမိကြရလေကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတိုက်တွန်းထားပါသည်